တကယ်ပြောအဲ့တော့မျက်ရည်ခွဲခြင်းတကယ်ကြောက်သွားပြီးတော့တင်းရင်ရှာတဲ့ချိန်ပြီးပေးမယ်နဲ့တော့ဒီမှာဆယ်ကလန်းနဲ့ grandma ကိုနှာခေါင်းခွဲတဲ့ဆယ်ကလန်းကိုလိုဟာမင်းဟန်ကြောက်သွားပြီးနန်သွားတယ်ဟွာသွားတယ်သူတို့တကယ်ချင်းတွေပေါ့ကွသိန်း၄၀၀၊၃၀၀ကုန်ကြရတော့မမျောစရာဒီမှာသိန်း၃၀တို့သိန်း၂၀တို့နဲ့ဒီမျက်ရည်ကလည်းပြီးနှာခေါင်းတို့ဘာလို့ပြီးရဆယ်ကလန်းနဲ့ပြီးတော့တကယ်စိတ်ချအရာရဲ့အချိန်မရွေးလဲအနီးကပ်ဆရာကြည့်ပါဦးဆရာခဏခဏလမ်းကြုံကြုံဆရာကြည့်ပါဦးသွားလုံးလို့ရသေးတယ်အဲ့ဒါအရင်ဒီမှာတက်ပါတယ် ခွဲမဲ့စိတ်မဲ့ဆိုတာအရန်ချက်ချက်တယ်ပေါ့နော်ဟိုကြုံကြောင်းလို့ပဲအရန်ကြောင်းတော့အရန်ချက်တယ်အဲ့ဒါဒီဝက်ဆက်လေးကြတော့ဒါအရန်ချိုက်တယ်ချိုက်တဲ့အတွက်ကြောင့်မဆရာကလည်းအခြေစိတ်တယ်မှာအမလည်း ground ကိုပဲညွန်တယ်ပြီးတော့အလုံးကလည်းရင်ရင်သားကိုလည်း ground မှာပဲလှုပ်တာတော့နည်းနည်းစိတ်ချတယ်ပြီးတော့ the ground ground ကဆက်လာပြီးရ ground အမေမွေးတာတည်းရောအမေ brand မွေးတာတည်းရောသူစရာမိခင်အပေါ်ပိုင်း ground ဖြစ်သွားပြီ แม่เดี๋ยวนี้มาต้มยำผมให้มือตายต้มยำเพื่อนเพื่อนต้มยำเพื่อนต้มยำ ရှိတာကျွန်တော် brand practice တူအဲ clean အတွက်ပေါ့နော်ဒါလို့ photoshoot လေးရော video commercial လေးရောလိုက်တာဖြစ်ပါတယ်ဘရန်ပလတ်စစ်ဆာဂျူရီကလင်နီကဆိုလို့ရှိရင်သူကခွင့်နာရှင်းနှစ်ရှိပြီပေါ့နော်ရှင်းနှစ်ရှိပြီပြီးတော့အဲ့မှာခွဲစိတ်ပေးရဲ့ဒေါက်တာဆိုလို့ရှိရင်လည်းလုံးဝအဲဒီခွဲစိတ်တာကိုသမင်းစားရေတောက်ကိုအတန်းတလောက်ကို case ပေါ်များစွာပေါ့နော် နေ့တိုင်း case ပေါ်များစွာလတိုင်း case ပေါ်များစွာဟိုဟိုလက်ရင်နေအောင်ခွဲနေတဲ့ doctor ဖြစ်တဲ့ခါကျတော့တတို့အနေနဲ့အမြဲပဲ surgery ပဲလုပ်လို့ဘသူ့ကိုပဲလုပ်သွားလုပ်သွားကိုမမဟုတ်ဘူးပေါ့အဲ grandma အဲခွဲစိတ်သွားရဲဆိုတော့ဒီ case တွေကိုကြည့်လိုက်လို့ရှိရင်အကုန်လုံး result ကအရင် naturally အရင်လာတယ်ဘာမှအဲ့လို error ဖြစ်သွားလို့ဘာမှလည်းမကြားရဘူး အဲသူဆိုလို့ရှိရင်လည်းနှကောင်းလေးရအစာလေးရင်သားလေးရအစာအကုန်လုံးပေါ့နော်နှကောင်းလေးရအစာအကုန်လုံးဟိုမလာတဲ့လူတွေအကုန်လုံးလည်းလှသွားကြတယ်လှပြီးသားလူလည်းပိုလှသွားကြတယ်ပေါ့နော်အဲ့တော့ဆရာဝန်လက်ထက်ကယုံကြည်ရယ်ပြီးတော့ grand ရဲ့ဒီ image ကိုလက်ထက်ကယုံကြည်ရယ်အဲ့အတွက်လည်း grand ရဲ့လက်တွေ့ပြတာဖြစ်ပါတယ်အဲပြီးတော့တက် grand မှာလုပ်ပြတဲ့ surgery ဆိုလို့ရှိရင်တော့တက်ကတော့မျက်ရည်ပါမျက်ရည်ကကြတော့တက်ကမျက်ရည်ရှိပြီးသား3-5ခုလောက်အများကြီးပါတာနေကအဲ့လိုအများကြီးပါတာမလို့ခြင်းပဲနဲ့တစ်ခုရယ်အဲ့လိုတင်းတင်းလေးပြင်ချင်တာဖြစ်တဲ့အတွက်အဲ့တင်းတင်းလေးတော့ဆိုတော့အမြင်မြင်တိတ် ကတ်တယ်ပေါ့နော်အဲတိတ်ကတ်တဲ့ဒီဒဏ်ကြီးကိုမခံနိုင်တော့တာလေတိတ်အမြဲတမ်းကတ်လို့ရှိရင်အဲကော်မပါတဲ့ chemical တွေနဲ့ဒီမြေရက်ကခွာလိုက်ပြည့်ဆိုပို့ပြီးပေးတွန့်လွယ်တယ်မြေအိတ်ကလေးကပို့ငငယ်နဲ့မတူတော့ပို့ပို့ကြတာနော်အီအီကြတာအဲ့ခါကျတိတ်ကအရင်တော့တေးတေးသုံးလာရဲ့နောက်တိတ်ကအတီတီသုံးလာရဲ့တပြေပြေတိတ်တီတီကနေတိတ်နှစ်ခွေပဲထပ်ပြီးသုံးလာရဲ့ဆိုတော့ကုံကြဆိုင်လည်းတိတ်တီကတအားစီကြီးလာရဲ့ဆိုတော့ကုံကြဆိုင်လည်းတအားများရဲ့လို့ရှင်တားကြီးမှာဆိုပို့ဆိုတဲ့ပိတ်ကအကြီးပေါ်မှာအမြင့်တိတ်တီကငိုလို့ရှင်ကြီးဆို ပေါ်လာမှာပဲအဲ့လိုဆိုတော့တကယ် natural တဘာဝကြကြအတိအကလေးပဲဖြစ်နေတယ်ပေါ့နော်ဆိုရခါကျမျိုးကိုတက်စိတ်ကျဉ်နေမှုတအားရှိရဒါပုံမှန်လေးပြောရမယ်ဆိုဆရာဝန်နဲ့တွားပြီးတော့အဲပထမဆုံးစင်ရတော့တိုင်ပင်ဆွေးနွေးရပေါ့ရင်သားပဲကိုကွဲပါပဲကိုကွဲပထမဆုံးဆရာဝန်နဲ့ဆွေးနွေးချိန်မှာဆရာတောင်ပြောတယ်ဆရာနဲ့တိုင်ပင်မှာโอเคဆရာပြောတယ်နင့်မရှိတဲ့လူကို treat အချက်ခွဲပေးရတာတအားလွယ်တယ်နင်တို့လို case မျိုးပေါ့နော်မြေအများကြီးရှိတယ်ပြောရမယ်ဆို risk များတယ်ပေါ့နော် risk များတယ်မလုပ်ရင်လည်းမလုပ်နဲ့တဲ့လုပ်ရင်ကိုရီးယားသွားလုပ်ရင်လုပ်ရပါလားတဲ့ဆရာဝန်ကပြောတယ် ဆရာပြောမဟုတ်ဘူးဆရာပြောရင်ဆရာလည်းပဲခွဲမှာဘယ်မှာပဲလုံမှာပေါ့ခွဲမှာပဲလုံမှာဘယ်မှာပဲလုံမှာယုံကြည်ပြီးသားလို့ဆရာလက်ကိုယုံကြည်ပြီးသားဒီကထွက်လာတဲ့ grant ထွက်လာတဲ့ဘဲခန္ဓာကိုအစိတ်ပိုင်းပြည့်ပြည့်ကလည်းလှပြီးသားအဲဆိုတိတဲ့ခါကျတော့ဆရာနဲ့ပဲခွဲချင်တယ် grant မှာပဲခွဲချင်တယ်တပြည့်နိုင်ငံခြားမဟုတ်ပါနဲ့ကိုရီးယားလည်းမသွားချင်ဘူးအိုပါလည်းမတွေ့ချင်ဘူးဆိုပြီးတော့အဓိကကုန်ကျစရိတ်တအားများမယ်အဲ့တော့တကယ်ကြီးတော့များပြောတယ်မြန်မာနိုင်ငံမှာနေမြေကိုခွဲနေတဲ့မြန်မာနိုင်ငံမြေကိုခွဲလို့ရှိရင်6လလောက်မှအသားကျတာတဲ့ ခင်လှုပ်လို့အမုံငတ်သွားလိမ့်မယ်တဲ့ကိုရီးယားမှာသွားခွင့်သုံးလလောက်နဲ့အသားကျတယ်အင်းငါလည်းမသွားနိုင်ဘူးသူသွားလို့ငတ်မယ်ပြောသူသွားရင်ကိုရီးယားစိတ်ကများအောင်မယ်ပြီးတော့ဒီမှာနေရင်လည်းငတ်တာအတူတူသူသွားရင်လည်းကိုရီးယားစိတ်များပြီးတော့ကျန်တာတော့များပြန်ကုန်တာအတူတူမထူးဘူးဆိုအတိုင်းနေရခေရန်လှုပ်လှလှုပ်လိုက်ကောအိတ်ထက်ဒီဆာဂျူရီခွဲရဆိုမမဲရရဒီဇင်ဘာလ12လပိုင်း3ရက်နေမှာခွဲရ12လပိုင်း15ရက်နေဆို12ရက်ပဲကြာတယ်စနေရအကြာမှာတက်မြက်ရစ်ကလုံးဝ natural ဒီတော့ မိတ်ကပ်လိမ့်လို့ရရသွားပြီမိတ်ကပ်လိမ့်တဲ့အထက်မင်္ဂလာဆောင်သွားတယ်အဲ့မှာစနေရပဲကြာဘယ်သူမှမသိဘူး တက်မြေခွဲတာတက်ပြောမသိတကယ်တကယ်ပြောအဲ့တော့မျက်ရည်ခွဲခြင်းနိုင်ငံခြားသွားပြီးတော့တင်းနေရှာနေချင်ပြီးပေးမနေနဲ့တော့ဒီမှာ10ခန်းနဲ့ grammar ကို2ခန်းခွဲတဲ့10ခန်းအကုန်လုံးကနိုင်ငံခြားသွား VN သွားတယ်ဟွာသွားတယ်ချို့ချို့တင်ငယ်ချင်းတွေပေါ့ကွာတင်း400 300ကုန်ကြရတော့မမျောစရာဒီမှာတင်း30တို့တင်း20တို့နဲ့ဒီမျက်ရည်ကလည်းပြီး2ခန်းတို့ပါလို့ပြီး10ခန်းနဲ့အဲ့တော့ဒီမှာရင်အချိန်ကုန်တတ်တတ်တာတော့ဇရိတ်တတ်တတ်တာပြီးတော့တကယ်စိတ်ချရရဲ့အချိန်မရွေးလဲအနီးကဆရာကြည့်ပါဦးဆရာခဏခဏလမ်းကြုံကြုံလို့ဆရာကြည့်ပါဦးသွားလုံးလို့ရသေးတယ် ဲ့အရင်ဒီမှာတက်ပါတယ်ခေါ်မီယူဖူဒီကအမှန်တမ်းပြောရင်လည်းလို့တော့တော့လို့ခဲမဲ့စိတ်မဲ့ဆိုတော့အရင်တောက်တောက်တယ်ပေါ့နော်ဟုတ်ဒီလိုနဲ့ပုံစံလေးတော့ဘယ်လိုလဲသူကြီးကြောင့်လုံးနေတဲ့အခါကျတော့အရင်ဟိုတိတိတသားကြီးတွေလဲပေါ့ ရအောင်ရတဲ့အခါကျတော့အမဆရာကိုယ်တိုင်လည်းလုတ်ပေးတယ်ခွဲပေးတယ်ပြီးတဲ့အခါကျရင်ကိုယ့်ရဲ့ reset ဖြစ်လာတဲ့အခါမှာလည်းစစချင်းဆိုတော့ဘယ်လိုပုံစံမျိုးလဲဘာလို့ဆိုတော့ကြောင်းလို့ပဲအရန်ကြောင်းတော့မရမ်းကြောက်တယ်ဒါကဒီ reset လေးကြတော့ဒါအရန်ကြိုက်တယ်ကြိုက်တဲ့အတွက်ကြောင့်မဆရာကိုလည်းအခြေစိတ်တယ်မှာဘာလို့ကိုယ့်လိုမျိုးပဲခွဲချင်တယ်ခွဲရမှလည်းကြောက်တယ် reset ကိုလည်းအဲ့လိုမျိုးကိုကောလိပ်ကြီးနေပေါ့နော်ပြီးတဲ့အခါကျတကယ်စိတ်ချရတဲ့နေရာတစ်ခုမှမဟုတ်ဘူးဝင်ရတော့ဒါဝင်ကိုယ်တိုင်လုပ်ခဲ့တဲ့ဒီ program မှာပဲ program ဖြစ်နေတယ်နော် ground ကိုကြာတော့အလောကအမအမမိတ်ဆက်ပြီလို့သိရပါဘောเนาะဆိုတော့စားစားချင်အမနဲ့စကားပြောတော့အမပြောဘောเนาะ ground မှာကြွားညီမလေးအရင်စိတ်ချရတယ်ဘောเนาะပြောတော့နည်းနည်းတော့မြန်မာနိုင်ငံမှာဆိုနည်းနည်းတော့ ိုးရင်တာပေါ့နော်ပြီးတော့တစ်ခုဆိုးရင်တာမျက်စိပေါ့နော်မျက်စိအလုံးကတိုင်းသားဆိုတော့နည်းနည်းမျက်လုံးကနည်းနည်းတေးရဲ့တေးရောမျက်လုံးကလည်းခဏပြောသလိုပဲဇာတိအမြဲကပ်ရတယ်ဇလန်တွဲရိုက်တာတို့ရှူတင်တို့ဆိုတော့အမြဲဇာတိကတ်ထားတဲ့အချိန်ပဲအဆင်ပြေအောင်ပြီးွားရင်မျက်လုံးကအလူကြီးဘေးကနေကြည့်နေတာရွရွကြီးကြလာဘလို့မှအဆင်မပြေမပြေတော့အာမိလိုလိုက်လို့ အကြီးကြီးဖြစ်ပြီးတော့ကျုပ်ဆိုသွားမှလည်းကြောက်တယ်ခွဲဆိုအမနဲ့လည်းတိုင်ပြန်တယ်အမကလည်း ground ကိုပဲညွန်တယ်ပြီးတော့အလုံးကလည်းရင်ရင်သားကိုလည်း ground မှာပဲလှုပ်တာတော့နည်းနည်းစိတ်ချတယ်ပြီးတော့ the ground ground ကိုဆက်လာပြီရ ground အမေမွေးတဲ့ရုပ်က ground မွေးတာတိရုပ်သူကမိခင်အပေါ်ပိုင်း ground ဖြစ်သွားပြီအဲ့နဲ့ ground ကိုရွေးချယ်လိုက်တာပါရှင်ဟုတ် ဘယ်လိုလဲသမီး3ယောက်ဘယ်လိုလဲသမီး3ယောက်ခေါ်မိဖူးဘယ်ဒါဆိုတခုလုံးပေါ့နော်အခုသူရဲ့ patient တွေပေါ်မှာ customer တွေပေါ်မှာ စိတ်စေတနာအပြည့်နဲ့အလပဆုံးပြုပြင်ပေးနေတာကိုတကယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီရှင်းတဲ့အတိုင်းတိုင်းလုံးဝ result အကောင်းနေနေ error မရှိပဲလုံးဝဒီအဲ review လုံးဝမကောင်းတာတော့မရှိပဲနဲ့ image ကိုထိန်းထားနိုင်တာလေတကယ်ကျေးဇူးအများကြီးတင်ပါတယ်ပြီးရင်မွေးဖွားလာတဲ့မတူညီရတဲ့အဲဘယ်လိုပြောမလဲ figure ပေါ့နော်မတူညီရတဲ့ figure မပြည့်စုံတဲ့ figure အကုန်လုံးကိုလှပတဲ့ figure အဖြစ်တဘာဝကြက်ကြက်နဲ့စတတတတပြောင်းလဲကွင့်ပေးတဲ့ brand ကိုလည်းကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်နောက်နှစ်ပေါင်းများစွာ ာမပြည့်စုံတဲ့သူတွေကိုပြည့်စုံပြီးလှပတဲ့သူတွေယုံကြည်မှုရှိတဲ့သူတွေစိတ်ချမ်းသာတဲ့သူတွေဖြစ်ပြောင်းလဲပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။ဒါကဒီရှင်းနှစ်ပြရနေစားပြီးတော့နောက်ထပ်နှစ်ပေါင်းများစွာဒီပြည့်သက်တည်းရင်ထဲမှာဒီပေါ့နော် grand ဆိုတဲ့နာမည်နဲ့ကိုနောက်ထပ်နောက်ထပ်နောက်ထပ်အများကြီးရည်နိုင်ပါစေလို့ဆုတောင်းအာဂရမ်မနော်ဒီရှင်းနှစ်ပြည့်အနီဘာစတီနေ့ကနေစပြီးရောနောက်နှစ်ပေါင်းများစွာတီပေါ့နော်ဆိုင်ခွဲရတဲ့အများကြီးဖွင့်နိုင်ပါစေလို့အလုံးအဝဆုတောင်းပေးလိုက်ပါတယ်ရှင်။